စိတ်ကူးရရဲ့ခဏမှုလို့ဖော်ပြရာတစ္ဆင်တိုင်းချင်နေစီကိုအလေလာဖို့ဖိတ်ခေါ်ပြစီရှင်းဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့ထမ်းပင်ဆောင်တည်ရဲ့တာယာလှပတဲ့တိုးထဲမှာတရေတွေများစွာရှိနေပါတယ်တိုးထဲမှာတပင်ကြီးတွေမျိုးစုံရှိနေပြီမင်းထမ်းပင်ကတပင်မရှိတာပထမဆုံးချင်းထသီးတွေအများကြီးတီးလာတော့ထသီးအနံ့က တောတစ်ခုလုံးကိုပြက်နှံ့မှွှေးနေရောပဲဒီနေ့မှာအစိမ်းရောင်တရေမှတကောင်က တောအုပ်ထဲပြန်တန်းနေရင်ထမ်းမင်ကိုမြင်လိုက်ပါတယ်ချက်ချင်းပဲထမ်းမင်ကြီးကိုယောက်လာပြီအိုးထမ်းကြီးရဲ့ညညာအရင်မှွှေးတာပဲငါရမ်းချိုက်တဲ့ထမ်းကြီးတွေလေအိုးဒါရီယာငါတော့ပဲဟေးလို့ပြောပြောဆူဆူနဲ့ချမ်းမင်မောကထက်သီးတွေကိုအားရပါရ ခူးစားတော့တာပဲတေးရဲ့မကအများကြီးစားပြီးတဲ့နောက်မှာထမ်းမင်ပြေကတစ်ပင်ပေါ်မှာထိုင်နားလိုက်ပါတယ်အဲ့ဒီအချိန်မှာခိုးရကောင်ပြန်တန်းလာပြီးငါဒီထမ်းမင်ပေါ်ကအသီးတွေမှေ့ကိုစောင့်နေခဲ့တာအနက်ကအရန်မှွေးတာပဲဒီနေ့တော့အဝစားပြီလို့ပျော်ပြီးပျော်ရွှင်စွာနဲ့ထမ်းသီးတွေကိုစားနေခဲ့တာပေါ့ခိုးကထမ်းသီးစားနေတာကို တင်းရဲမကမြင်တော့အရန်ဒေါသထွက်ပြီးဟေးအဲ့ဒီအပင်ကငါ့အတွက်ပဲအော်ဟစ်ပြိုးရင်းနဲ့ငါပြိုးတီတလုံးကောက်ယူပြီးတော့ခိုးငါကလေးစီကိုပြစ်လိုက်တာခိုးလေးကငါပြိုးတီထိမှန်ပြီးတော့ထပင်းမြင်းကနေပြုတ်ကြပြီးအဲ့ဒီနေရာမှာပဲတည်ဆုံးသွားခဲ့တယ်ပင်ငှက်ပဲလာလာတင်းရဲမလီအဲ့ဒီငှက်တွေကိုငှက်ပြိုးသီးနဲ့ပြစ်ခတ်တတ်ဖြစ်တာပဲ ီတရင်ကတိုးတစ်ခုလုံးပြက်နှံ့သွားခဲ့တယ်။ငှက်အားလုံးကထမ်းမင်းနံကက်ရမှာကိုအရန်ကြောင့်ကြီးခဲ့ကြတာပေါ့။စာကလေးမိမိကသူ့ရဲ့သမီးကိုကြောင်းမှာတွားကြိုးရင်းဒီတရင်ကိုជីမင်းသမီးစီပြောပြခဲ့တယ်။ជីမင်းသမီးက"အိုးဒီထမ်းမင်းမှာတည်ရှိနေတာဖြစ်မေ"လို့ဆိုတော့စာကလေးမိမိက အဲ့လိုပဲထင်ပါတယ်တိချာတော့မသိပြီမယ်ကျမတို့အားလုံးအထူးတတိသားသိနေမဟုတ်လားလို့ပြန်ပြောလိုက်ပါတယ်ကြီးမင်းသမီးကလည်းဟုတ်တယ်စာကလေးမိမိကြီးပြောတာမှန်ပါတယ်ကျမလည်းအဲ့ဒီနေရာကို No ဘယ်တော့မှမလာတော့ဘူးလို့ပြောပြီးငှက်နှကောင်လို့သူတို့အိမ်စီကို ပြန်သန်းထွက်သွားကြပါတယ်ညအချိန်ရောက်လာတော့ကြီးမင်းသမီးနဲ့သူ့မိသားစုတို့က နှိမ့်ချိုက်ချိုက်အိပ်ပျော်နေကြတယ်။ဒါပေမဲ့ကြီးကလေးရာစာကအိတ်မပျော်ဘူး။ထမင်းအချောင်းကိုစဉ်းစားနေတာ။တိကျင်စိတ်ကိုထိမ့်မရတော့မိဘတွေမတိအောင်အိမ်တကားကိုဖြည်းဖြည်းဖွင့်ပြီးတော့စာကလေးနုနုတို့အိမ်စီကိုပြန်တန်းလာခဲ့တယ်။စာကလေးနုနုအိမ်ရောက်တော့အိမ်အပြင်ပရင်ဘောက်ကနေပြီးအိမ်သေးကိုလှမ်းကြည့်လိုက်တယ်။ အိမ်ထဲမှာလည်းစာကလေးမိမိနဲ့နူနူတို့ကလည်းအိပ်ပျော်နေကြတာရာစားကဟေးဟေးနူနူဟေးနူနူငါရာစားပါအိုးဘာလို့ချင်းလို့လဲရာစားဒီချိန်ကြီးငါအိမ်ကိုလာတယ်တူတူပြောပါမိမိနူးသွားလိမ့်မယ်နူနူငါလေးဒီချပင်နဲ့ပတ်သက်လို့အရန်တည်ချင်တာငါတို့အတူတူ ဲ့ဒီသွားရအောင်โอเคလားဟွန်းဘာဖြစ်လို့လဲထမ်းမင်စီကိုလာအဲ့ဒီနေရာကိုငါဘယ်တော့မှမသွားဘူးအမေကတည့်ရဲ့ရှိတယ်ပြောထားတာနူနူဒီစကားကငါတို့ကိုအဲ့ဒီမသွားဘူးလှည့်စားထားတဲ့စကားပဲဒီတတိယတွေကအရင်စကောင်းနေပြီးတော့ဘသူကမှ ဒီအသီးတွေကျွန်တော်တို့ကိုမစားစေချင်ကြဘူးနူးနူးကရှားသာပြောသမျှယုံကြည်သွားပြီးအိတ်တလုံးကိုယူတပင်နဲ့ရှိတဲ့ထသီးပင်စီကို ပြန်တန်းခဲ့ကြသည်တေးမကထပင်စီလာနေတဲ့ငှက်ကလေးနှစ်ကောင်ကိုမြင်ပြီးငါကြည့်နေတော့ငါနားလာရမှကြောက်ကြတာတနာစီရပါဘီနိုးနေကောင်းကောင်းဒီနေ့တေးရမယ်ဟိပြောလိုက်ပါတယ် အဲ့ဒီအချိန်ရာဇာနဲ့နူးနူးကထပင်စီရောက်လာပြီးတော့ထန်းသီးဝေခူးအိတ်ထဲကိုအမြန်ထဲ့ကြတာပေါ့တရေမက သူ့ရဲ့လက်ကို အရှည်ကြီးဖြစ်အောင်ဆန့်ထုတ်လိုက်ပြီးရာဇာနဲ့နူးနူးကိုရိုက်လိုက်ပါတယ်နူးနူးကလန့်သွားပြီးတော့အိုးအားလုံးပြောကြတာမှန်နေတာပဲတရေဘယ်မှာလဲချီစုပြူပြီးကျမတို့ကိုမတက်ပါနဲ့ကျမတို့ဟာ คลีรีบาจีซูปิบีลุบีบาเนาะจม้ารูดีทันธีโกเบซาเมดีทันธีรีแทปูซาก้องเนซาเซียรีปีบาเมนูนูเยเปียวสกาจาวเตเยมากะฮีเยคลีเนกอกမင်းကစားကောင်းနေစားကြပြီမင်းတို့ငါကမင်းတို့ကိုတပေးလိမ့်မယ်စားကောင်းကြပြီမယ်ဆိုတဲ့ကိစ္စကမင်းတို့တရားလိမ့်မယ် တရေမကအဲ့လိုပြောပြီးကလေးနှကောင်ကိုလှုပ်ပေးလိုက်တယ်။ရာဇာနဲ့နူးနူးလဲအသက်ပြေးကလွတ်ခဲ့ပြီးပါလာတဲ့အိတ်ထဲကထန်းသီးတွေထည့်ပြီးအင်းစီကို အမြန်ပြန်တန်းလာခဲ့ကြတယ်။မိုးလင်းလာတော့ကြီးမင်းသမီးကအိမ်ထဲမှာထန်းသီးတွေမြင်ပြီးအယံအောင်ဩနေတယ်။ရာဇာတားရီလောက်ဒီထန်းသီးတွေကဘလို့ရခဲ့တာလဲ။ရာဇာကလည်း ဖြစ်ခဲ့သမျှအားလုံးဝန်ခံရှင်းပြလိုက်ပါတယ်။ဒီထပင်နဲ့မတော်ပါနဲ့လို့မှားထားတယ်မဟုတ်လား။ဟိုးရာသာအမီကတော့ကြောက်တယ်။မင်းငါနဲ့စကားမပြောနဲ့။ဒီထသီးအားလုံးကလေစာကလေးအိမ်ရှိမှာထားခဲ့။တရင်မကဒီထသီးတွေကိုလိုက်ရှာလာမှတေးချတယ်။ကြီးမင်းသမီးကထိတ်လန့်ကြပြောတော့ရာသာကလည်းဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒီထသီးတွေအိတ်ထဲပြန်ထည့်လိုက်ပါမင်း။ ထုတ်ပိုးထားတဲ့ထသည့်အိတ်ကိုကြီးမင်းသမီးကယူပြီးစာကလေးမိမေရဲ့အိမ်စီကို ပြန်တန်းလာခဲ့တယ်။အိမ်ရှိရောက်တော့ဘသူမှမမြင်အောင်တိတ်တိတ်လေးထန်ဒီတို့ကိုချထားခဲ့ပြီးသူ့အိမ်စီကို အမြန်ပြန်တန်းထွက်ခွာခဲ့တာပေါ့။အဲ့ဒီအချိန်စာကလေးမိမေအိမ်ထဲမှာလေထန်ဒီတွေမြင်ပြီးစာလေးမိမေကအံ့ဩနေပြန်ပါတယ်။ဒါပါလေဒီချက်သီးတွေအိမ်ထဲဘာလို့ရောက်နေတာလဲ။နူနူ အမှန်တိုင်းပြောစမ်းမှာဘာဖြစ်ခဲ့တာလဲနူနူကလည်းအဖြစ်ပြအလုံးကို အမှန်တိုင်းရှင်းပြလိုက်ပါတယ်တီကံမြောက်ခွဲပြန်လာခဲ့နိုင်လို့တော်ပါသေးရဲ့နောက်ဘီရိုမှထပင်နန်းကိုထပ်မသွားပါနဲ့တော့ဟုတ်ကဲ့မိမိနောက်ထပ်မသွားတော့ပါဘူးနူနူကိုခွလွတ်ပါနော်ညနေချိန်မှာတော့တောတစ်ခုလုံးမိုးတိမ်တွေညှို့ဆိုင်ပြီးမိုးသေးသေးမင်းမင်းရွာလာခဲ့တယ် စာကလေးမိမိကနူးနူးယူလာတဲ့ထသီးတွေနဲ့အရသာရှိတဲ့ညာစာကိုပြင်ဆင်ချက်ပြုတ်ပါတယ်။စာကလေးမိမိရဲ့လက်ရညာစာဟင်းအနံ့ကပုံဝင်းကျင်တကူလုံးပြန့်နှံ့သွားခဲ့ပြီ။အာဘလော့အော်ဘကောင်းနေတဲ့အနံ့လေးအရာသာရှိနေတဲ့ချင်းဒီအနံပဲကလာလေငါစုံစမ်းရမယ်လို့တေးရမကတနက်ခံရင် ြောင်းတန်းတော့တာပဲအချိန်ခဏအတွင်းမှာပဲစာကလေးမိမိတို့အိမ်ကိုရောက်လာခဲ့တယ်ပြင်းရင်ပေါက်ကချောင်းကြီးလိုက်တယ်ဒီကလာတဲ့အနေနဲ့အခုပဲငါစားမယ်ငါစားမယ်လို့တရေမပြောပြီးအိုးရဲကစားစရာကိုဘရင်ပေါက်ကနေလင်းနဲ့လှမ်းယူလိုက်တယ်ပြီးတော့စာကလေးတွေရဲ့အိမ်ရှိမှာပဲထိုင်ပြီးအားရပါးရစားပါတယ် ဒီဟင်းတွေကိုမြေရိစမ်းနေကောင်းပါပဲ။ရမ်းရတာရှိရတယ်။တေးမပြောရင်းနဲ့သူ့နေတဲ့ထပင်အနီးကတပင်းကြီးစီကိုပြန်သွားပါလေ။အိမ်ထဲမှာရှိနေတဲ့နူးနူးလေးကတေးမလှုပ်ရှားဖို့အားလုံးကိုကြည်နေခဲ့တာပါ။အမေဒီဟင်းတွေကိုတပတ်အတွင်းတေးမစီပို့ပေးဖို့လိုတယ်။မဟုတ်ရင်တေးမကသမီးကိုတတ်လိမ့်မယ်။နူးနူးက မိမီရဲ့ဟင်းတွေကိုထုတ်ပိုးပြီးထပင်စီကိုယူလာခဲ့တယ်။အဲ့ဒီအချိန်ကမိုးရီတဲထွန်စွာယွာနေတော့မေ။ဟောစာကြီးလေးထုတ်ခဲ့ရပါလိမ့်မယ်။နူနူကသူ့မိမီပေးလိုက်တဲ့ဟင်းထုတ်ကိုတေးရဲမကိုပေးလိုက်ပါလေ။အိုးစားကြရလိမ့်မယ်။မင်းကဒီဖြစ်ဒီသားလေ။တေးရဲမကနူနူပေးတဲ့ဟင်းမီကိုအားရပါရစားပြီးတော့အယံဝန်းတာနေရောတာ။ ပြီးတော့နူနူကိုလည်းထက်သီးတွေအများကြီးပြန်ပေးလိုက်တယ်နူနူကအိမ်ပြန်လာပြီးထက်သီးတွေအမေကိုပေးရင်းနဲ့ဖြစ်ပျက်ခဲ့သမျှတွေကို ရှင်းပြပါလိမ့်စာကလေးမိမိရဲ့အရသာရှိတဲ့ဟင်းလျားတွေတရေမစီပိုးလိမ့်တရေမကထန်းသီးတွေ ပြန်ပေးလိမ့်နဲ့နူနူနဲ့စာကလေးမိမိတို့တာမီးကဈေးကိုယူသွားပြီးထန်းသီးတွေကို ရောင်းချခဲ့ကြရသေးတာ အဲ့ဒီအချိန်ကစပြီးတရဲမကဘယ်ငက်ကိုမှတိုက်ခိုက်မှုမလုပ်တော့ဘဲငှက်အားလုံးနဲ့ခင်မင်ရင်းနီးနီးဆက်ဆံနေထိုင်သွားကြတော့တယ်ဒီပုံမြင်လေးမှာစာကလေးနုနုရဲ့အတိညာကြီးမားပြီးလိမ္မာပတ်နှက်စွာပြောဆိုစီစဉ်တတ်မှုကြောင့်တရဲမရဲ့စိတ်တဘောတာပြောင်းလဲသွားပြီးငှက်အားလုံးနဲ့အန်ရဲ့ကင်းကင်းနေထိုင်သွားနိုင်တော့တယ်ပုံမြင်လေးကတော့ဒါပါပဲရှင် နှစ်တက်တဲ့ဆိုရင်ကျမရဲ့တင်းစင်တိုင်း channel လေးကို like subscribe share ပေးခြင်းဖြင့်ကူညီပါဦးနော်ပြပရင်သုံးပြီးတော့လေကြည့်ပေးပါဦးရှင်ကျမစုမြတ်ကြီးပါ နောက်ဗီဒီယိုလေးမှာ ပြန်ဆောင်ကြအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်